မင်္ဂလာပါရှင်ခေတ္တတက်လီဗီရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးကမ်းဘလူးမှခင်ဥပတ်တို့စစ်ကြောထိုးလာသည့်အင်အားတရာကျော်ပါတမ3 3တက်ကိုစစ်ကြောစုဖတ်မှုပြပြီးစစ်ကြောမှုအပား90ဦးသေဆုံးစစ်တပ်55ဦးနဲ့လက်နက်ကြရများရရှိစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စကန်နိုင်ကမလူမျိုးနယ်မှာခင်ဦးမျိုးနယ်ဘက်သို့စစ်ကြောထွက်လာသည့်အင်အားတရာကျော်ပါတမတ်33တပ်များကိုတိုက်ခိုက်ခဲ့ရန်စစ်ကြောစုဖွဲ့မှုပြပြီးစစ်ကြောမှုအပါစစ်သား90ဦးသေဆုံးကြောင်း စက်တုံဘာ15ဦးနဲ့လက်နက်ခဲများများရရှိကြောင်းသခိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။ ရှနေနိုဝင်မာလာစနေရနေ့နနက်7:30မိနစ်အချိန်ကံဘလူမျိုးနယ်ဝတ်တူချေးရွာစစ်တပ်ထံစခန်းမှာခင်ဦးမျိုးနယ်ဘတ်သွင်းအင်အားတရနှစ်ဦးဖြင့်စစ်ကြောင်းထိုးလာသည့်တပ်မတုံတုံလက်အောက်ခံခလာရ131စစ်ကြောင်းကိုကံဘလူမျိုးနယ်ရှင်းနှက်ချေးရွာအနီးမှာတော်လန်ရေးတပ်များကဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲမှာနနက်7:45မိနစ်အချိန်ထိကြာမြင့်ခဲ့ပြီးစစ်တပ်ဗမာစစ်ကြောင်းမှုအပအဝင်50ဦးသေဆုံးကြောင်းစစ်တပ်မှ15ဦးကိုလက်နက်ခဲယံများနဲ့အတူဖမ်းဆီးရရှိထားကြောင်းသိရှိရပါသည် လက်နက်ခရယသိမ်းစီရစီမှုအနေနဲ့ MA1 နှစ်လမ်း MA3 နှစ်လမ်း MA4 တလမ်း G3 ခုနှစ်လမ်း MA6 တလမ်း MAN တလမ်းကာပိုင်ငါလက်စလေယာတလမ်းလေးလက်ဒုံတစ်စင်ဂျာမာအကြီးတလုံးပါဝါစတေရှင်တလုံးလက်တော်တလုံး၄၀မမတလုံးအီနာကသုံးလုံးတို့တင်စီရရှိခဲ့ကြောင်းသိရပါတယ် တိုက်ပွဲမှာစစ်ကြောင်းမှုငရဲရောက်သွားပါတယ်တချို့တဝက်စစ်ခွေးတွေကတော့ဝတ်သူအထိုင်နဲ့ပြောင်းဝင်သွားနိုင်ခဲ့တယ်။နာမခါကတက်လာတဲ့ဂျိုင်းရိုကော်ပရာ၃စီးဟာခင်ဦးကမလူနယ်စပ်မှာနှစ်ကြိမ်လေးကြောင်းတိုက်ခိုက်ပြီးပြန်ခေါက်သွားပါတယ်။အထိခိုက်မရှိပါဘူးလို့တော်လန်ရဲ့သတင်းရှင်မြက်ကပြောဆိုပါတယ်။အဆိုပါတိုက်ပွဲမှာကမ်ဘလူခရယာပကဖာကာဘူတိုင်းနယ်ပကဖာကြောက်တိုင်းပကဖာရေဦးမြို့နယ်လက်ရုံပကဖာခင်ဦးပကဖာ PDM ပလာဖာစုဘွက်တခွဲတို့ဖြင့်ပအဝင်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည် စကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖာအီကနအုတိုက်ပွဲသတင်းထုတ်ပြန်ကြမှာလေကမ္ဘလူခရိုင်ရွှေဘိုခရိုင်များမှာစစ်ကြောင်းထုတ်ပြီးအကြမ်းမတ်လုပ်ရများလုဆောင်နေသည့်စစ်တပ်စစ်ကြောင်းကိုယနေ့မှကမ္ဘလူခရိုင်ပါကဖာအထူးလှူဆောင်တရင်ရေဦးမြို့နယ်ပါကဖာတွင်းဝင်အဖွဲ့ရွှေဘိုခရိုင်အမှတ်3တရင်ခင်ဦးအမှတ်95တရင်30နဲ့တော်လရင်အင်အားစုများကကြားဖြတ်တိုက်ခိုက်ခဲ့ရန်စစ်တပ်ဘက်မှအထင်အားပြီးစစ်တုပ်ဘက်နဲ့လက်နက်ခရိုင်များတင်စင်ရရှိကြောင်းသတင်းထုတ်ပြန်ထားပါတယ်ရှင် ဆက်လက်ပြီးစေအစုကပြုလုပ်မည်အသူအရောင်ရွေးကောက်ပွဲမှာပါဝင်သူများကိုအရေးယူရန်မွန်ပြည်ဖက်ရဲကောင်စီကဤဥပဒေနဲ့လုံထုံးလန်းနည်းများရွေးဆက်နေဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အကြမ်းမဲ့စေအစုပြုလုပ်မည်အသူအရောင်ရွေးကောက်ပွဲမှာပါဝင်သူများကိုအရေးယူရန်ဤဥပဒေနဲ့လုံထုံးလန်းနည်းများရွေးဆက်နေကြောင်းမွန်စတိတ်ဖက်ရဲကောင်စီမှပြောရေးဆိုခွင့်ရှိသူတအူးကပြောဆိုပါတယ်။နိုဝင်ဘာလ3ရက်နေ့မှာမွန်ပြည်ဖက်ရဲကောင်စီကအကြမ်းမဲ့စစ်တပ်ပြုလုပ်မည် တရားမဝင်အတူရောင်ရွေးကောက်ပွဲအပေါ်မူဝါဒချက်တီချက်စာတမ်းကိုထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။အဆိုပါမူဝါဒချက်တီချက်စာတမ်းမှာမွန်ပြည်ဖက်ရဲကောင်စီအနေဖြင့်အကြမ်းမတ်စစ်တမ်းနဲ့စစ်ကောင်စီကိုအကြမ်းမတ်ဆီအစုဟုမှတ်ယူပြီး2025ခုနှစ်ဒီဇင်ဘာလမှာ၎င်းတို့ပြည်လုံးကြီးရွေးကောက်ပွဲသည်လည်းဖက်စစ်လူမျိုးပွဲဟုအမည်သွင်းမိတာဖြစ်ကြောင်းပြောဆိုထားပါတယ်။ ဒါအပြင်အကြမ်းမဆဲအစိုးပြုလို့မြေရွေးကောက်ပွဲသည်အတူအယောင်ရွေးကောက်ပွဲတာဖြစ်ပြီးနောက်ထပ်နှစ်ပေါင်းများစွာနိုင်ငံကိုစစ်တုံပြုရန်လက်နက်ကန်လူဒတ်လိုင်စင်ရယူရန်ဆရနာရှင်စနစ်တည်မြဲရန်ရည်ရွယ်ပြီးကျမတိရွေးကောက်ပွဲတာဖြစ်ကြောင်းမွန်ပြည်ဖက်ရဲကောင်စီအနေဖြင့်စစ်ကောင်စီမှပြုလို့မြေတရားမဝင်အတူအယောင်ရွေးကောက်ပွဲကိုရွေးကောက်ပွဲအကျိုးရွေးကောက်ပွဲကျင်းပစဉ်နဲ့ရွေးကောက်ပွဲအလွန်ကာလသုံးပါးစလုံးမှာစတင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ကြမှာအတည်အလင်းဖော်ပြထားပါသည် စရောစုရွေးကောက်ပွဲမှာပါဝင်မဲ့သူတွေကိုအရေးယူနိုင်မှုကျမတို့နေဥပဒေနဲ့လုံထုံးလုံနီကိုရွေးဆွဲနေပါတယ်။အမြန်ဆုံးပြောင်းရွေးဆွဲနေပါတယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲကတရားမဝင်ပါဘူး။ဒါကြောင့်ပြည်သူများအလုံးစန့်ကျင်ကြဖို့တိုက်တွန်းပါတယ်။ နိုင်ငံတကာကလည်းအတုအယောင်ရွေးကောက်ပွဲဖြစ်ကြောင်းအတိမတ်မပြုဖို့ကိုလည်းတင်းနေစကားပါကြမှာတယ်လို့ Most Federal Council မှပြောရေးဆိုခွင့်ရှိသူကပြောဆိုပါတယ်ပြည်သူများအနေဖြင့်လည်းအကြမ်းမဲ့ဆွေဆွင့်ဤအတုအယောင်ရွေးကောက်ပွဲကိုကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှင်များအရွေးခံခြင်းမိမိအတွက်ဖြစ်စေအစိုးရဖွဲ့တစ်ခုခုအတွက်ဖြစ်စေ ပုဂ္ဂိုလ်တဦးတွင်ဖြစ်စဉ်မဲဆွယ်စည်းရုံးမှုပြုခြင်းမဲဆွယ်စည်းရုံးမှုပြုသည့်ကိုကုညီပမိုးခြင်းတို့အပါအဝင်အဆိုပါအတူရောင်ရွေးကောက်ပွဲအထားများစေရန်ဒိုင်းရဖြစ်စေတွေဝိုင်းရဖြစ်စေတနီနီဖြင့်ပါဝင်ပတ်သက်မှုပြုခြင်းပမိုးကုညီမှုပြုခြင်းအားပေးခြင်းများမပြုလုပ်ရန်နှင့်ထို့တို့ပြုလုပ်ပါကမွန်ပြည်ဖက်ရဲကောင်စီ၏လောက်ထောင်းလုံနည်းများနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းမွန်စေဖက်ရဲကောင်စီမှပြောရေးဆိုခွင့်ရှိသူကဆက်လက်ပြောဆိုပါတယ်ရှင်ဆန်လပင်နေပြည်တော်ပြည်မနာမှာရှားနေဦးရွှေဆိုင်ကို တနက်အတူဖြစ်ဓမြတိုက်သူနှစ်ဦးကို ပြည်သူကဝိုင်းဖန်ရဆွဲတဲ့င်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နေပြည်တော်ပြည်မနာမှာစောင်းနေဦးရွှေဆိုင်ကိုတနက်အတူဖြင့်ဓမြတိုက်သူနှစ်ဦးကိုပြည်သူကဝိုင်းဖန်ရကြောင်းပြည်မနာမြို့မှပြည်သူများကပြောဆိုပါတယ်။နိုဝင်ဘာလ10ရက်နေ့နံနက်ပိုင်းစောင်းနေဦးရွှေဆိုင်ကို မတ်သက်ထားသည့်အမျိုးသားနှစ်ဦးနှင့်အမျိုးသမီးတအူးကြောင့်လာပြီးတနက်အတူဖြင့်ဓမြတိုင်ကျောင်းရွှေဆန်အတွင်ဝင်ရောက်လူရဲစဉ်တနက်အတူဖြင့်ဓမြတိုင်ကျောင်းရွှေဆန်အတွင်ဝင်ရောက်လူရဲစဉ်ဆန်စီအမျိုးသမီးကပြည်လက်ခုခံသည့်အတွက်လူရဲသူများထွက်ပြေးခြင်းဇက်ကွက်နေပြည်သူများကဝန်ဝန်ဖန်စီပေးခဲ့ကြောင်းဖန်စီရမှာနှစ်ဦးမှဖမ်းမိပြီးတအူးမှလွတ်မြောက်သွားကြောင်းသိရှိရပါသည်ရွှေဆိုင်ကိုတနက်အတူနဲ့ဝင်လို့တဲ့အမျိုးသမီးတအူးနဲ့အမျိုးသားတအူးကို ဖမ်းမိတယ်ပြည်သူတွေကဝိုင်းဖန်ကြတာတအူးကတော့လွတ်သွားတယ်လို့ ပြင်မနာမြို့ပေါ်မှာပရာဟိတအဖွဲ့ဝင်တအူးကပြောဆိုပါတယ်အလာသူယနေ့နိုဝင်ဘာလ12ရက်နေ့မှာလည်းနနက်7:30မိနစ်ဝင်ကျင်အချိန်ပြင်ဦးလင်မြို့ရှိအာဇေဘဲရွှေဆိုင်မှာဓမြတိုင်မှုဖြစ်ပွားခဲ့ပြီးပြေခတ်မှုကြောင့်ဆံဝန်ထမ်းတအူးသေဆုံးခဲ့ကဓမြတတူတအူးကိုတနက်နေ့အတူလက်ရဖမ်းဆီးမိခဲ့ကြောင်းသိရှိရပါတယ်ရှင်ဆလပင်တရုတ်ကိုကြောင်းတိစကောမရှင်ကကြားပြိုက်ကိစ္စထိုင်းကိုပါဖြစ်တင်လွှဲချဆွဲတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ရင်ပြည်မြန်မာတိုင်းနယ်စပ်ရှိစားပြန့်ခွန်အွန်လိုင်းငွေလိမ်ကိန်းများနဲ့အဓိကပတ်သက်နေသည့်အာနာတိစစ်ကောမရှင်က၎င်းတို့လုံရက်ကိုဖုံးကွယ်ဖို့ကရင်မျိုးသားအစည်းအရုံး KNU အပြင်ထိုင်းနိုင်ငံကိုပါအပြစ်တင်လဲချလာကြောင်းသိရှိရပါသည်စစ်ကောင်မစင်းကမကြရေးမီကမြဝတီမေထော်တလီစီကြပြန့်ကိုင်းခေခေပတ်နေမီကိုဝင်ရောက်ကောင်အဆောင်အုံများဖြိုချပြစီဆင်းလင်းပြခဲ့ပြီးထိုင်းနိုင်ငံကြောင်းအခုကိစ္စဖြစ်ပေါ်လာရကြောင်းဆွဆွဲပြဆိုထုတ်ပြန်လျက်ရှိပါသည် အဆောက်အုံအတွက်လိုအပ်တဲ့မီဆဲအင်တာနက်စတာလင်ဆန်လူသုံးကုန်ပစ္စည်းစတာတွေကိုထိုင်းကုန်တယ်တွေကတရားမဝင်လမ်းကြောင်းကနေထောက်ပံ့တာနဲ့ရောင်းချတာတွေပြုလုပ်နေပါတယ်လို့စစ်ကောင်စီက၎င်းတို့ဤဝါဒဖြန့်တင်စာမှတဆင့်ဆိုထားပါတယ်ဒါအပြင် KK ပတ်နယ်မြေရှင်အွန်လိုင်းအလောင်းကစားလိမ်လည်မှုနဲ့ဒုစရိုက်မှုများကျူးလွန်သူများတင်ထိုင်းနိုင်ငံမှာတပ်ဆင်ခံ၍နေဆက်ဖြတ်ကျော်ရရှိလာခြင်းဖြစ်ကောင်း60ရာခိုင်နှုန်းကျော်ရှိပြီး၎င်းတို့ကိုဖမ်းဆီးစစ်ဆေးနေကြောင်းဖော်ပြထားပါတယ်။ အဆိုပါဖန်စီဖြိုချဖြက်ဆီးမှုများသည့်စတာလင်တုံ၍ငွေလိမ်ကမ်းပြန်ကြီးထွားလာမှုအပေါ်တရုတ်အစိုးရအပြင်အမေရိကန်ကွန်ဂရက်ကပါစုံစမ်းစစ်ဆေးသွားမည်ဆိုသည့်သတင်းများထွက်ပေါ်လာပြီးနောက်ရဲစစ်စိတ်လုံလာခြင်းလည်းဖြစ်ပါသည်။ဒါအပြင်ထိုင်းအစိုးရကဖန်စီထားသည့်နိုင်ငံတကာရာဇဝတ်တရားခံဖြစ်သူရွှေကုတ်ကိုကြားပြန်ကောင်းဆောင် ရှင်ကြည်ချန်ကိုတရုတ်နိုင်ငံသို့လွှဲပြပေးမိကိစ္စသည်လည်းစစ်ကောင်စီအတွက်အကျဉ်းရစေကြောင်းလေးလာသူတို့ကထောက်ပြပါသည်။ယင်းအခြေအနေများကြောင့်တရုတ်အစိုးရ၏တုံ့ပြန်လာမှုကိုစိုးရိမ်ကြောင်းလန့်၍၎င်းတို့အတွက်အရေးမပါသည့်ပြည်ပနိုင်ငံသားများနှင့်အဆောက်အအုံများအားအကြောင်းပြလုပ်ပြနေခြင်းဖြစ်တယ်လို့ဒေသခံများ၏ပြောပြချက်အရသိရှိရပါသည်။ စစ်ကောင်မစင်းကကြားပြက်ကန်းခေခေပန်းနေမြေကုန်၎င်းတို့အနေဖြင့်တရားဝင်ခွင့်ပြုပေးထားခြင်းမရှိသလုံး KNU ကဆောင်များမှပါဝင်ပတ်သက်ကံငွေကြေးရယူ၍လုက္ကိုင်းနေခြင်းဖြစ်ပြီးလက်ရှိမှာစုံသုံးစုံရှိနေသောဆွဆွဲပြဆိုထားပါသည်။ဒါပေမဲ့လက်ရှိမှာ KK ပတ်အပအဝင်နေဆက်ဒေတာကြားပြန့်ခိုင်းများကိုစစ်ကောင်မစင်းနဲ့၎င်းလက်အောက်ခံကရင်နေစားဆောင်တဲ့ BGF တို့ကတရုတ်နိုင်ငံသားများနဲ့အတူပူးပေါင်းလုပ်ကိုင်နေပြီးနိုင်ငံအသီးသီးအားလိမ့်လည်နေကြောင်းသိရပါတယ်ရှင်။